အင်တာဗျူးဖြေတယ်အမအောင်ဘူးအင်တာဗျူးကြရတယ်ဆိုရင်လည်းစိတ်သက်သာအားလုံးပဲမိလာပါဒီချက်လေးပါချက်သူစင်ပါအဆင်ပြေပထမဆုံးစလိုက်မယ်ဒီချက်စင်ဘယ်နေကြောင်းလိုက်မှလုံးလုံးခဲ့လဲအခုတော့ဘာလို့လုံနေလဲဆိုတာဒီပြပြပေးပါဦးဒီချက်နာမည်အပြည့်စုံကတော့ E30 Pure လို့ခေါ်ပါတယ်ဒီချက်ကိုဒီချက်ရဲ့အကြောင်းအကျိုးတွေကတော့ဒီချက်သင်းလို့ခေါ်လို့ရှိရယ် အဲဒီချက်ကမြန်မာ National Airlines လို့ခေါ်တယ်မြန်မာအမျိုးသားလေးတောင်းမှာလေမယ်နေနဲ့တောင်းဝတ်ထပ်ဆောင်ခဲ့ပါတယ်အခုလက်ရှိမှာတော့ဒီမြန်မာ flight attendants ကကဘယ်ဂရုအတက်နေမှာ trainer နေနဲ့တောင်းဝတ်ထပ်ဆောင်နေပါတယ်ချင်းချင်းကရန်ကုန်ကပဲလား မုံမီနဲ့မော်လမြိုင်ဇာတိပါမော်လမြိုင်မှာမွေးတယ်မော်လမြိုင်မှာပဲကြီးတယ်ရန်ကုန်ဘယ်တော့မှရောက်လာလို့ဆိုလို့ရှိရင်ဆယ်တန်းအောင်ပြီးတော့တက္ကသိုလ်တက်တော့မယ်ဆိုတော့မှရန်ကုန်ရောက်လာတာရန်ကုန်စပိုက်တက္ကသိုလ်တက်တာပေါ့အဲ့တော့ရန်ကုန်ကအဲ့တော့မှရောက်လာခဲ့တာမလူမျိုးလားဟုတ်ပါရဲ့ရှင်နေလင်းမဲဖြစ်ချင်းခဲ့တဲ့အချက်ကတော့အချက်နဲ့ပြောရမယ်ဆိုလို့ရှိရင်၃ချက်ပေါ့နော်အတိကလင်းမောင်မဲက လာစာများလို့ပေါ့လေနော်သက်ဆန်တော့ရတာလည်းကြိုက်တယ်ဒီမောင်မယ်လောက်ကန်ကအဲလာစာကောင်းတဲ့အတွက်ကြောင့်မို့လို့နံပါတ်1အနေနဲ့အဲ့ဒီဟာကိုရိတ်ချေပြတာပေါ့နော်ကိုယ့်ရဲ့မိဘကိုယ့်ရဲ့ဆွေမျိုးကိုအဲပတ်ဝန်းကျင်မှာ ကုန်တက်စီတယ်လို့ပေါ့နော်အဖေမေကသမီးလေးပါဘာလုပ်နေလဲဆိုလို့ရှိရင်အာကျမသမီးကတော့လေးမယ်လုပ်နေတာလေးဆိုပြီးတော့ကြွားစီခြင်းနဲ့ကိုလေးမောင်မယ်အလုပ်ဆိုတာနဲ့တိတ်ပြတွင်တွင်ကျဲတဲ့အလုပ်ပေါ့အရင်ဘယ်လိုပြောမလဲလက်လန်းလို့မမီတဲ့အလုပ်လို့မြင်ကြတယ်မဖြစ်နိုင်တော့ဘူးထင်တယ်လို့ပြောတဲ့သူကိုလည်းဖြစ်အမဖြစ်နိုင်ပါတယ်ငါဖြစ်အောင်လုပ်လို့ရတယ်ဆိုတာကိုလည်းအဲလုပ်ပြခြင်းနဲ့တတ်သိပြခြင်းနဲ့အတွက်ကြောင့်ပေါ့တော့အဲ့ဒါနမတ် ုံးချက်ကတော့ပမွန်ကျင်ကပြောစကားတွေအရမှာလုံးလို့ရတယ်ဆိုတော့တက်တည်ပြခြင်းနဲ့အချက်ပေါ့အဲလေးမယ်ဆိုလို့ရှိရင်လက်လာလေးနေရတယ်လက်လာလေးလောရတယ်နားစာရည်လည်းအများကြီးရတယ်ဆိုတော့အော်အဲဆိုလို့ရှိရင်မစိုးဘူးပေါ့ငါလည်းလက်လာလေးနေပြီးအလုပ်လုပ်ချင်တာဆိုတော့လေးမယ်လို့ဆိုရင်မစိုးဘူးလေးမယ်လို့လုံးလို့လုံးလို့ရရင်ကောင်းမယ်ဆိုပြီးတော့မှတွေးခဲ့မိ အဲ့ဒီကနေစပြီးတော့မှပဲလေရမယ်ဖြစ်ချင်တဲ့စိတ်ကရင်ထဲမှာဆွဲသွားတာပေါ့နော်အဲ့ဒီကနေစခဲ့တာပါအဲ့မယ်ရင်ထဲမှာတော့ရှိညာပေါ့နော်ဒါပေမဲ့ဟိုဘယ်ကနေစပြုတ်ရမယ်ဘယ်လိုလုပ်ရမလဲဘာလေးလဲဆိုတာတိကျမသိသေးဘူးဖြစ်ချင်တာပဲတည်တဲ့စိတ်ကလေးကရင်ထဲမှာရှိနေတယ်အဲ့လိုကတကယ်ချင်းပြရနေပြီးတော့မှသူ့ FPS ကနေပြီးတော့မှ personal consultation session လေးရှိတယ်ဆိုတဲ့ဟာကို Facebook ကနေပြီးတော့မှ Messenger ကနေ link လေးလာ share ပေးတယ်အဲ့လိုဒီလိုသင်တန်းအကြောင်းလေးလည်းရှိပါလားပေါ့နော်ရှိပါလားပေါ့ အဲအဲ့ဆိုလို့ရှိရင်လည်းတက်ကြည့်မယ်ဆိုပြီးတော့မှအမှ PC မှာအဲစီးရင်းစပြီးတော့တွင်းပစ်တယ်။နိုင်ရပဲအဲ့နေရအဲ့နေရမိုးမိုးလေးရတယ်လည်းစတော့စတော့လေးရွာနေရ။အခန်းလေးထဲမှာ PC ကို join mode အတွက်တယောက်ပြပေါ့နော်။အမှအိမ်ကလူလူလည်းတိုးတိုးလေးနေတော့ဒီမှာ PC join mode အတွက် meeting လုပ်ဖို့အတွက်အဲတက်အောင်မယ်။အိမ်ကလူလူတိုးတိုးနေတိုးတိုးနေဆိုပြီးတော့မှရှောက်ပြောသေးတဲ့အားလေးတော့မှတ်ရသေးတယ်။ PC တက်လိုက်တဲ့အခါငါလည်းလေမယ်ဖြစ်နိုင်တဲ့သူတွေတည်းကတယောက်ပါလားဆိုတော့သိသွားတယ်။နည်းနည်းလေးအချိန်သေးသွားတယ်လို့ပြောလို့ရပါတော့။ အဲဟိုတရက်ကတော့မလေးဟမောင်လေးနဲ့ပတ်သက်တဲ့ဟို workshop ပြီးတော့တက်ထားတာရှိတယ်အဲတင်တန်းလေးတက်ရင်ကောင်းမလားလို့စဉ်းစားနေရပေါ့နော်တင်တန်းလေးတက်ပြီးတော့မှလေးမယ်အလုပ်လေးကိုလုပ်ကြည့်မယ်လို့အဲစိတ်ကူးထားတယ်လို့ပြောတော့အဲ့ညနေပြောမမရဦးလေးကပြောတယ်ဆိုချက်ဟဲ့နေရလဲဟဲ့ဟိုမှလည်းလုပ်ပါမယ်တကယ်လက်တွေ့ကြမဲ့ဟာမျိုးလုပ်စမ်းပါအဲ့ညကြီးကခတ်မှာနော်နေမဖြစ်နိုင်တော့ဘူးထင်တယ်ဆိုတော့စိတ်ထဲမှာလေရှင်းနေဖြစ်သွားဘာလို့ဆိုကိုကိုတိုင်က PC တက်ပြီးတော့ငါဖြစ်နိုင်တယ်ဆိုတော့ ကိုကိုကိုဆုံးဖြတ်ချက်ချပြီးတော့ရှက်လဲရှက်တာလည်းပါတယ်။ကိုဖြစ်ချင်တယ်ကွာဖြစ်နိုင်တယ်ဆိုတာဆုံးဖြတ်ချက်ချတာလည်းအရာမဖြစ်နိုင်လို့ပြောတဲ့အတွက်ကြောင့်မလို့စိတ်ဆိုးသွားတာလည်းပါတယ်။အဲ့ရနေစပြီးတော့မှငါလုံတော့မယ်ကွာဆိုပြီးတော့မှအစားဖြစ်သွားတယ်။ PC တူတူတက်တက်တကယ်ကြမယ်ဟဲ့ online class ရှိတယ်။ နင်တက်မလားငါလည်းတက်ချင်တယ်အဲ့ဆိုအေးအပေါ်ရတဲ့အတော်ပဲပေါ့ငါလည်းတက်မယ်ပေါ့တကယ်ချင်းနဲ့ online class တူတူတက်ကြရဲအမှပြီးတော့အဲ lesson တွေအများကြီးသင်ရတယ်အဲ့ဒီမှာ grooming သင်ခန်းစာကိုအရင်ကြိုက်တယ်မှတ်မှတ်ရရပဲတကယ်ချင်းကတော့ပုံပုံမှနေတာအဲ့စာကိုလေတကူးတကအိမ်မှာမလုပ်ပဲနဲ့တကယ်ချင်းနဲ့တူတူလုပ်ချင်လို့လို့ဆိုပြီးတော့တောင်းတော့သွားပြီးတော့မှတကယ်ချင်းနဲ့တူတူအလားပြင်တယ်တယောက်နဲ့တယောက်တပ်ပုံတွေရိုက်တယ်ရိုက်ပြီးတော့မှအိမ်စာလေးထပ်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတကြီးတောင်းတဲ့ဟာလေးကိုပြန်သွားလိုက်အိမ်ကတော့ရှုပ်ရှုပ်ယူပေးပါတယ်အဲသမီးဖြစ်ချင်ရင်လို့ဘေးကမဖြစ်ဖြစ် အောင်လုပ်ပေးမယ်ဆိုတဲ့ဟာပဲဘယ်တော့မှတားခဲ့ရမှာမရှိဘူး။ Yeah တော်တော် support supportive ဖြစ်တယ်ပေါ့နော်။ supportive ဖြစ်တယ်။နောက်ပတ်သက်ပြီးတော့ကုမိပါတော့တားခဲ့တာမျိုးတားခဲ့တာမျိုးမရှိဘူး။ဒါပဲလို့လို့ဒါပဲလို့လို့ဒါပဲလို့လို့ထောက်ပံ့ပေးရ။အဲကနေတောင်းမွန်တော့ကလေအားနာတဲ့အနာဖနာလည်းတန်းချီတောင်းပြီးတော့ online class ကိုတက်ခဲ့တယ်။အမေကလည်းစိတ်ကြပါတယ်သူကြီးတွေးခဲ့ပါမယ်။ဆန်ကတော့ပြုံးတော့ပါလား။ ဖြစ်ကောဒီအဲငါသမီးစိတ်ချမ်းသာရင်တော့ပြီးတာပါပဲလုံးဝလုံးပါလေဆိုပြီးတော့သူယုံကြည်တဲ့စိတ်လည်းရှိရှိမယ်ဒါပေမဲ့မယုံကြည်တဲ့ဟာတွေလည်းတန်တရားရည်လည်းဝင်ဝင်နေပါလိမ့်မယ်မိစိတ်ကမှာပေါ့နော်သူတို့ပဲ PC တက်တဲ့တငယ်ချင်းရပဲ English ဖွင့်နေပြီးရငါတို့တူတူသွားတတ်ကြမယ်တဲ့အပြင်မှာသင်တန်းတက်မယ်ဆိုလို့ရှိရင်တဝက်နဲ့ပြန်တက်လို့ရတယ်ဟာလို့ရှိတာပေါ့နော်အဲ့တော့အပြင်မှာသင်တန်းတက်ဖြစ်တဲ့ခါကျတော့သင်တန်းတွေပါလိမ့်လည်းပြီးသွားတယ်သင်တန်းပြီးသွားတဲ့ခါကျတော့ဒီ goals ကချက်ချင်းပြောင်းသွားတယ်ကိုယ့်ရဲ့ goals ကလင်းမယ်ဖြစ်မှာမဟုတ်တော့အလုပ်ခေါ်တဲ့မြန်မာ airline အလုပ်ချက်ကိုပဲ တန်းနဲ့လည်းပြီးသွားတဲ့ခါကျတော့ဘယ်လိုပုံပေါ်လျှောက်ပြတဲ့ airline တစ်ခုမှမလွတ်စေရကိုမလျှောက်တဲ့ airline ဆိုတော့မရှိသေးရအကုန်လျှောက်လျှောက်ပြခဲ့ဆိုတော့ဒီရစင်းကတငယ်ချင်းကောင်းရထားတာပဲเนาะဟုတ်ပါတယ်ဆက်ပြီးတော့အဲ PC ဆက်ပြီးတော့ပို့ကလေးကသူ့ကြောင့်ကိုက IPC ကိုတက်ဖြစ်ခဲ့တယ်လေးမောင်မောင်ကျောင်းလည်းထက်ကိုဝင်တည်ရခဲ့ online class ရှိရတော့သူကနေပြီးတော့မဟက်သွားကြမယ်ပြန်ပြောပြန်ရောအမှ English လာပြန်တော့လည်း သူနဲ့ပဲเนาะလာပြီးတော့အဖြေယူပြခဲ့တာပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုတော့တကယ်ချင်းကောင်းရတာလေပြီးတော့နောက်တစ်ခုကတော့ကိုယ်အင်ရလည်း support ပေးတာပေါ့နော်ဆိုတော့ကိုယ့်ရဲ့ချစ်သူခင်သူတွေကနေထောက်ပံ့ပေးမှုကအရင်တန်းရှေ့ရောက်စီတာပေါ့နော်ရှေ့ရောက်စီတဲ့အဲ့ဒါလေးတစ်ချက်တစ်ချက်တည်မိလိုက်တယ်နောက်တစ်ခုကတော့ english attempt ပေါ့ ဒီ learning လုပ်ဖို့ကတော့တို့တွေမှာမျိုးစုံနည်းလမ်းတွေရှိတယ် self study တွေရှိတယ် online တွေရှိတယ် video တွေရှိတယ် online မှာမဆရာနဲ့တင်တာတွေရှိတယ်မျိုးစုံပေါ့အဓိကကတော့ကိုဖြစ်ချင်တဲ့အရာတွေအတွက်ကိုကိုယ့်ရဲ့ learning ကရက်မနေဘူးပဲဘလို့နည်းနဲ့ပဲဖြစ်ဖြစ်ကိုကအဲတည်ယူလေ့လာနေလို့ရတာပေါ့เนาะဆိုတော့အဲ့ဒါလေးလည်းတစ်ချက် နားမှာဟိုဟာလေးအတွေ့အကြုံပေါက်ပြီးတယ်နောက်တစ်ခုကတော့ in class ဘလို့နေနေရတော့လက်တွေ့လို့ဆောင်ရတဲ့အရာတွေအကောင်းဆုံးလောက်ကုန်တယ်အကောင်းဆုံးမှာနော် in class မှာလည်းလာတတ်တဲ့မန္တမရတက်တဲ့မန္တမရဆိုလို့ရှိရင်ပိုပြီးတည်ယူရရှိလိုက်တယ်ဆိုတော့ feedback တွေလည်းအမြဲတမ်းပြန်ကြဘာလို့လဲဆိုတော့ကိုယ်တိုင်လို့ရတာဦးကိုယ်တိုင်ပါဝင်ရတာအဲ့ဒီခါကျတော့ကိုကအဲ့ဒီ feeling ကိုခံစားရင်းလင်းကြည့်နေတယ်မှာပဲတဖြည်းဖြည်းကိုကအဲ့ဒီကိုယ့်ကိုယ်သွေးကိုပန်းဆိုင်လာတယ်လို့မျိုးလင်းကြည့်ရတာပေါ့နော်ဒါမျိုးလေးတွေဖြစ်လာတယ်အဲ့တော့ကိုတော့မသိလိုက်ပဲနဲ့ ကိုကတဖြည်းဖြည်းနဲ့ personality တွေတိုးတက်လာတယ်တိုးတက်လာတာကောင်းပါပေါ့ကောင်းလာတယ်လို့ပြောလို့ရရပါတော့နော်ကောင်းပါပြီအဲ့ဒီကနေမှပဲနောက်တစ်ခုကကြတော့ကိုယ့်ရဲ့ goals လေးပြောင်းသွားတယ်ဆိုတာကြားလိုက်တယ်အဲ့ဒါက လေးချောင်းလိုင်းတိုင်းမှာအဲအလုတ်ချောင်းလို့ပဲခေါ်ကြတယ်ချောက်ပါအလုတ်ကပြောလို့အလုတ်ခေါ်တိုင်းချောက်ဖြစ်တယ်ပေါ့နော် interview ဆိုတဲ့သဘောတဘာဝရကြတန်းခဲ့တာတွေလည်းရှိတယ်အဲမဖြစ်ဖို့လဲဆိုလို့ချင်းဟာငါတစ်ခေါက်ဖြေရမအောင်နှစ်ခေါက်ဖြေရမအောင်ငါမဖြစ်နိုင်တော့ဘူးထင်ပါတယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်မချလိုက်ဖို့အရေးကြီးရဲ့ကျိုးစားနေစေအတွင်းမှာလေပြောအဲ့လိုမဖြစ်နိုင်ဘူးလို့ပြောတဲ့သူတွေလည်းရှိနေသေးပဲပေါ့နော်အဲ့ဒီဟာကကိုယ်စိတ်ကိုထိခိုက်စေ ကိုလုတ်နေရအောင်အမလို့တော့စူးစမ်းနေစေလမ်းမှာကိုလူတွေကပြောလိုက်ဒီလူတွေကပြောလိုက်အဲ့ဒီလူရဲ့စကားတွေကိုမကြားချင်အောင်စောင့်ပြီးတော့ကိုလုံးစီကကြည်အောင်လုပ်ဖို့အတွက်ကိုစိတ်ကိုကိုငြင်အောင်ထားဖို့အတွက်အဲ့ဒါလေးကအရင်ခက်တယ်ပေါ့နော်အဲ့ဒါတော်တော်လေးကိုမှ handle လုပ်ခဲ့ရတယ် interview ဖြေတယ်အမအောင်လို့အင်တာဗျူးကြရတယ်ဆိုလို့ရှင်လည်းစိတ်သက်သာတယ်အဲ့ခါကျရင်အမေလည်းပါတာပေါ့နော်အမေကအမေရဲ့မအောင်မြင်မှုမှဖြစ်တယ်ပြောလို့ညာဖြစ်တယ်လို့ပြောရတယ်ဆိုလို့ရှင်အမေကအဲ့သမီးရဲ့ရမှာပါဖြေကြည့်ပါနောက်တစ်ခါ အဲ့တော့မေးမေးရဲ့အားပေးတဲ့ဟာတွေလည်းပါတာပေါ့လीเนาะအဲ့တော့အဲ့ဒါလေးပြန်နေပြီးတော့ပြန်ပြီးတော့စုံစမ်းပြီးတော့လုပ်ဖြစ်ပါတယ်ဒီနေရာနေလဲ support ပေးတယ်ဒီ channel ရဲ့အမေကိုလည်းကျေးဇူးများတင်ပါတယ်အမေကိုလည်းကြုံလိုက်ပြောဖြစ်ပါတယ်ကျေးဇူးကျေးဇူးတင်တယ်ပေါ့နော်စိတ်တရားနဲ့လူစင်တာချိန်တိုင်းမရဘူးဆိုတာဖြစ်စရာကျမ်းပါလို့လုပ်ပြရအောင်နော်အင်တာဗျူးအကြောင်းလေးကိုနည်းနည်းလေးပြောလိုက်ကြမယ်။အင်တာဗျူးဖြေတော့ကအစ်စ်နေရော